အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့တက်တူစီတုတ်စားမှာဖြစ်ပါတယ်ဆိုတော့တက်တူစီကိုဘယ်လိုတုတ်စားကြမလဲဆိုတော့ကိုအတူတူလိုက်ကြည့်ကြပါဦးနော်ပေါ့အခုဆိုရင်တက်တူပင်အရင်ရှာရအောင်မယ်ပေါ့နော်တက်တူပင်ကဘယ်နေရာမှာလဲမသိသေးဘူးပေါ့နော်နောက်ဆုံးမှာတော့တက်တူပင်တော့ရလာပါပြီတက်တူစီကတော့တွေးရမလားမတွေးရဘူးလားဆိုတော့မသိရသေးဘူးနော်လိုက်ရှာကြည့်မှဖြစ်ပါတယ် ဟိုမှာတက်တော်သေးရဲ့တွေ့ရအများကြီးပဲဆက်ပြီးချင်းတဲ့ကိုထက်မဲ့ပေါ့နော်ဒါပုံနေရကောင်းကောင်းလေးရရှာမှာဖြစ်ပါတယ်သွားထက်အေးအေးသွားထက်လာတော့တော့ပြေးသွားမယ်ဖွဲ့အပ်ဒီဖက်မှာကပုံများရပေါ့နော်အများကြီးပဲကောင်းကောင်းလေးရရွေးရမယ်ပေါ့နော်အေးအေးအေးသွား လေးဒါလေးလည်းကောင်းတယ်ပေါ့နော်အဲ့ဒီလည်းကောင်းပါတယ်နှလုံးကျောင်းအမရဲ့လာကြီးဆုံးအောင်ပဲထားပေါ့ပေါ့ဖက်တိုဘရန်ဒီမှာပေါ့နော်အချီပဲ အခုဆိုရင်တဲ့တူသူတွေအများကြီးကိုကောက်ပြီးသွားပြီပေါ့နော်နည်းနည်းလေးပဲလက်သွတ်သွတ်မယ်ဆိုပေမဲ့အထဲမှာပုတ်နေတဲ့အလုံးတွေရှိတတ်တာကြောင့်အများကြီးကိုကောက်ထားတာပဲဖြစ်ပါတယ်ဆင်မြန်လဲလာယူဆိုရမယ်နာပိတ်တော့ဒီလာတော့ဝင်သွား

တက်တွေသေးတွေကိုတုတ်စားဖို့အတွက်အခွန်တွေကိုလှော်ပေးမှဖြစ်ပါတယ်ဒီကလာစိတ်ပဲနော်အခွန်လှော်လို့ပြီးသွားပြီဆိုရင်တော့တက်တွေသေးကိုထားနဲ့ပောက်ပေးမယ်ပေါ့နော် pop, 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 we make one now. အခုဆိုရင်တစ်တုတ်သေးတွေကိုလည်းပောက်ပေးလို့ပြီးသွားပြီပေါ့နော်။တုပ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ပရမဇုံစားကိုအရင်ထည့်ပါမယ်။ပြီးရင်အချုံမှုအနှဲငယ်ကိုထည့်ပါမယ်။ပြီးရင်တော့တကြားကိုထည့်မယ်ပေါ့နော်။ပြင်းတော့မဆလာကိုထည့်ပါမယ်မဆလာကတော့အသက်ပဲပေါ့နော်မဆလာကိုကြတော့များများလေးထည့်ရင်ပိုကောင်းပါတယ်ကျွန်တော်ထက်တာကတော့နည်းနည်းနည်းသွားတယ်ပေါ့နော် ြီးရင်တော့ငြုံမုတ်ကိုထပ်ထည့်ပါမယ်ငြုံမုတ်ကကြတော့ငြုံမုတ်ချောကိုသုံးရင်ပို့ပြီးတော့အဆင်ပြေပေါ့နော်ငြုံမုတ်ဂျမ်းကတော့တိတ်ပြီးအဆင်မပြေဘူးပေါ့နော်အိမ်မှာကငြုံမုတ်ချောမရှိတဲ့အတွက်ကြောင့်ဂျမ်းအောင်ပဲသုံးထားရပဲဖြစ်ပါတယ်ပစွန်ချောက်တွေကလည်းမထက်လဲရရပေါ့နော်ကျွန်တော်ကတော့ကြိုက်တတ်တဲ့အတွက်ထက်ထားရပေါ့နော်ထက်ထားတဲ့တစားပလာတွေနဲ့နှက်သွားအောင်တက်တူသီးတွေကိုနှဲပေးလိုက်ပါမယ် ်အခုဆိုရင်စားဖို့အဆင်သင့်ဖြစ်ပါပြီကော 你干嘛呢？我大爷，我大爷。